အားလုံးပဲမင်္ဂလာပါခုနေသားမိများအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေဆီယမကတော့ဆောလာနွေနီဖြစ်ပါတယ်ကျမနေနဲ့ကတော့2025ခုနှစ်နိုဝင်ဘာလအတွက်အင်္ဂါသားသမီးတွေရဲ့ lucky အဆောင်ရရ lucky ကာလာလေးတွေကိုတို့ကိုချင်းပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ဒီလအတွင်းမှာ အင်္ဂါသားသမီးတွေရဲ့အလောက်ကန်ကိစ္စတွေစီးပွားရေးခန္ဓာငွေရေးကြေးကျန်းမာရေးအခြေပေါ့နော်ပညာရေးအစားဆဆရအဆင်ပြေဖို့အတွက်အထူးကံကောင်းဆုံးမဲ့ lucky အဆောင်ဒီတလာလုံးကံကောင်းမှုတွေပြုလုပ်ရမယ့်ရေတရာလေးတွေတော့ lucky ခဏန်းလေးတွေပြီးတော့ lucky color လေးတွေပြပြပေးသွားမှာပါเนาะအဲ့တော့ဒီတလာလုံးအတွက်ဆဆရအဆင်ပြေစေဖို့အထူးကံကောင်းဆုံးမဲ့ lucky အဆောင်လေးကတော့အနီရောင်ရက်ကလေးစောင့်ထားပေးရမှာဖြစ်ပါတယ်ရက်အနီရောင်ပေါ့နော်အနီရောင်ရက်ကလေးအဲ့တော့ရောင်သုံးရက်ထဲမှာအနီရောင်ရက်ကလေးစောင့်ပေးရမှာပေါ့နော်အဲ့တော့ဒီကရက် ဟိုရေရရာရက်ပေါ့နော်ရေရရာလုတ်တဲ့ရက်ဟိုဒီကိုခတ်တဲ့ရက်တောင်နော်အနီယောင်ဟိုကျတော့အချီးလုံးကကြီးတယ်ပေါ့နော်ဆောင်းလို့ရတယ်ဒီအနီယောင်ရက်တောင်လည်းဆောင်းလို့ရတယ်ပေါ့နော်တကယ်လို့အနီယောင်ရက်တောင်မရှိဆိုဟိုဟွာဆိုင်နီပြပေါ့အဲ့ထဲမှာမှဒီရှောင်းဆုံးရက်ကလေးတွေရှိတယ်ရေရရာရက်ကလေးတွေပေါ့နော်ဒါခါဖျားဆောင်တဲ့နေမှာတော်တော်များများအတိကျမှာပါနော်အဲ့ဒီဟာတွေကအနီယောင်ရက်ကလေးဆောင်းပေးရမှာပေါ့နော်ဒီလမှာအဲ့တော့အနီယောင်ရက်ကလေးဆောင်းပေးပါအဲ့ဒါဆိုရင်ဒါဒီလအတွက်အဲ့ရအစီအပြေချုံမှုတွေဖြစ်လိမ့်မယ်နော်ဒါ အိမ်ဖေးကမှပြုလို့ရမယ်ရေဒီယာလေးကပေါ့နော်အုံယိုတပွဲနော်ရင်းနှွေးချမ်းလေးတစ်ခွက် ငှက်စာလေးတွေကျွေးပြီးဆူတောင်းငှက်ကလေးတွေလှုပ်ပြီးဆူတောင်းမှာဖြစ်ပါတယ်နော်ဒါကတော့ဒီတလာတော့နဲ့ lucky အဆောင်ရေတရားလေးဖြစ်ပါတယ်အဲ့တော့အင်္ဂါသားသမီးတွေကအိမ်နွေးရေးအေဂျင့်ချင်းနဲ့စီးပွားတက်ချင်းနဲ့လက်လာပါတွေဝင်ချင်းနဲ့အိမ်မှာအဆအဆရာအဆင်ပြေချင်းနဲ့လုပ်ငန်းကိုင်ငန်းတွေအောင်မြင်ချင်းနဲ့ဆိုရင်မိမိတို့ရဲ့အိမ်အဝင်ဝအမြင့်တင်နေရာပေါ်မှာအနီရောင်ရကလေးတွေစိုက်ထားပေးမိမိတို့ရဲ့အဲကန်းထဲမှာအနီရောင်ရကလေးတွေထားထားပေးမိမိတို့ရဲ့အဲကန်းနိုင်ရန်ပေါ်လေးတွေမှာအနီရောင်ရကလေးတွေထိုးထားပေးနော်အဲဆိုရင်အဆင်ပြေမယ်အဲ့တော့ဒီရက်ကဆင်းမဘယ်နဲ့လက်ထိုးရမလဲဘယ်နဲ့လက်ပဲထိုးထိုးထိုးလို့ရတယ်နော်အနီရောင်ရကလေးတွေကဘယ်နဲ့လက်ပဲထိုးထိုးထိုးလို့ရတယ် အနည်းဆုံးတော့တက်လက်ထိုးပေးပါတော့ဒါအနည်းဆုံးတက်လက်အဲကိုကမာကနန်လေးထိုးရင်တော့ပိုကောင်းတာပေါ့နော်ငါးလက်တို့သုံးလက်တို့ကိုးလက်တို့နော်ဒါအဆင်ပြေသလိုလေးပေါ့နော်ကိုစရာထက်တန်ရဒါထိုးလို့ရပါတယ်အနီရောင်ရကလေးတွေဆောင်းရမှာပါနော်အနီရောင်ကလေးဆောင်းရမှာပါဒီလိုမျိုးလေးတွေဆောင်းထားမယ်အိမ်မှာအာဒီဒီစိုက်ထားမယ်ဆောင်းထားမယ်ဆိုရင်အိမ်နွေးရေးအေးချက်မယ်စီးပွားတက်မယ်လက်လာပါတွေဝင်မယ်အရရအဆင်ပြေလိမ့်မယ်နော်ဒါအိမ်ဖျားမှာတော့အိမ်မှာနေတဲ့သူတွေတော့ကအများနဲ့မဲအုံယုတ်လေးတပွဲပေါ့နော် ရှင်လေးချမ်းလေးတစ်ခွက်ငှက်ငှက်ကလေးတွေလုံငှက်စာလေးတွေကျွေးပြီးလိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်။နောက်ထပ်ရောင်းဝယ်လုပ်ငန်းလုပ်နေတဲ့သူတွေ၊ကားဆွဲနေတဲ့သူတွေ၊ပို့ရုံပွဲစားလုပ်ငန်းလုပ်နေတဲ့သူတွေ၊ဖီးသွားလာနေတဲ့သူတွေအတွက်ကိုယ်လုံငန်းအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ခရီးစဉ်တွေအဆင်ပြေခြင်းနဲ့ဆိုတော့အနီးအောင်ရကလေးဆောင်ပြီးတော့ခရီးထွက်ပါ။ နော်ကိုရဲ့လုပ်ငန်းဆောင်မှာအနီအောင်ရခလေးတွေထိုးထားပေးပါเนาะအဲ့တော့ရောင်းဝယ်စကားပြောရတဲ့နေရာမှာအနီအောင်ရခလေးဆောင်ပြီးတော့ရောင်းဝယ်စကားတွေပြောပေးကားဆွဲကားမောင်းနေတဲ့သူတွေကားလုပ်ငန်းလုပ်နေတဲ့ကားရဲ့ခေါင်းမိုးတို့မို့ကားရဲ့ခေါင်းငန်းထဲမှာအနီအောင်ရခလေးတွေစိုက်ပြီးတော့ကားဆွဲကားမောင်းနာမည်ပြုလို့ချင်းပြခိုင်းတဲ့ပုံပြီးဝင်ငွေတို့မယ်အစီအပြေမယ်လုပ်ငန်းတွေအောင်မြင်နိုင်မယ်เนาะ နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်ဒီဆိုင်ကန်ဈေးကန်စတိုးဆိုင်စားတောက်ဆိုင်ကုံစုံကုံချောက်ကုံစိမ့်ဘာဆိုင်မဲရောင်းရောင်းကိုယ်ဆိုင်မှာဈေးရောင်းကောင်းခြင်းနဲ့လူဝင်လူထွက်တွေများခြင်းနဲ့ရောင်းဝတက်ခြင်းနဲ့ဆိုင်မှာဈေးရောင်းကောင်းမှုနော်အမြဲဆုံးနေရဖို့ဆိုရင် မမီတို့ရဲ့ဆိုင်ဝင်ဝမှာအနီအောင်ရက်ကလေးတွေထိုးထားပေးမမီတို့ရဲ့ဆိုင်ရဲ့ကောင်တာပေါ်မှာရက်အနီလေးတွေနော်အနီအောင်ရက်ကလေးတွေထိုးထားပေးရောင်းချင်တဲ့ပစ္စည်းတွေခြားထဲမှာအနီအောင်ရက်ကလေးတွေစိုက်ထားပေးလိုက်နော်အဲအနီအောင်ရက်ကလေးနဲ့ရောင်းချင်တဲ့ပစ္စည်းလေးတွေခောက်ပြီးတော့အမြဲတမ်းရောင်းထွက်ပါစေစေကောင်းကောင်းနဲ့မြေမြေရောင်းထွက်ပါစေရောင်းဝကောင်းပါစေဆူတောင်းပေးနော်လက်လက်ပွင့်လက်နိုးလေးတွေရှုပ်ပေးလိုက်ရောင်းဝလေးတွေမကြမကြကောင်းလာလိမ့်မယ်နော်မကြခင်ရောင်းဝလေးကောင်းလာမယ်အဆင်ပြေမယ်အမြဲစွန့်နေရမယ်ရောင်းချင်တဲ့ပစ္စည်းတွေရောင်းကုန်လိမ့်မယ်နော် နောက်ထပ်ငွေကြေးကံကောင်းမှုငွေဝင်ခြင်းနဲ့ငွေမြဲခြင်းနဲ့လက်ရှင်ခြင်းနဲ့ငွေကုန်ကြေးကြတွေများနေတာလေးတွေထိန်းချင်တယ်ဆိုငွေမြဲနော်ငွေရေးကြေးကံကောင်းမှုတော့အနီရောင်ရက်ကလေးမှာငွေဝင်စင်ငွေမြဲစေလက်ရှင်ပါစေဆိုပြီးပတ်စံလေးမှာထည့်ပြီးစောင်းတော့မဆောင်ခြင်းဘူးဆိုအနီရောင်ရက်ကလေးနဲ့ပတ်စံလေးပုတ်ပြီးတော့ငွေဝင်စင်ငွေမြဲစေလက်ရှင်ပါစေဆိုလက်ပွင့်လန်တို့ကရာလေးတွေရွတ်ပေးလိုက်ငွေကြေးကံကောင်းမှုအဆင်ပြေမယ်ငွေမြဲလာလိမ့်မယ်နော်အကူကြီးတောင်းနေတယ်ဆိုအနီရောင်ရက်ကလေးဆောင်ပြီးတော့အကူကြီးတောင်းလိုက်နော်နောက်ထပ် ကျမ်းမာညံ့နေတဲ့ဆေးရိုးဆေးတောက်လုံးတွေနဲ့ဆေးကန်းပြနေတဲ့ကြီးကြီးမားမားယောဂါတို့ညံ့နေမကြရအောင်မိမိရဲ့မွေးတဲ့နောက်မှာအနီအောင်ရက်တွေလှူပေးမိမိရဲ့ခေါင်းရင်းမှာအနီအောင်ရက်ခရစ်ဆိုင်ထားပေးနော်ရေရာအနီနဲ့ကတော့အုံယူလေးတစ်ပွဲရနေချင်းငှက်လို့ငှက်စာကျွေးပြီးလိုရာဆူတောင်းကြီးကြီးမားမားယောဂါတို့ညံ့နေမကြရအောင်နိုင်ပါအောင်နော်နောက်ထပ်မိမိတို့အနေနဲ့ပေါ့နော်အိမ်တွင်းအိမ်တော်ရဲ့ခန္ဓာလေးတွေအဆင်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့အိမ်တော်ဘက်နဲ့အဆင်မပြေဖြစ်နေတာလေးပြန်ပြေခြင်းနဲ့ကရောက်ကစားလေးတွေများနေတဲ့အိမ်တွင်းရဲ့အေးချမ်းမှုအားနည်းနေတဲ့ဆိုရင် နော်မိမိတို့ရဲ့အခန်းဝမှာအနီရောက်ရက်ကလေးတွေထိုးစိုက်ထားပြီးခေါင်းရင်းမှာထိုးထားပြလို့ရတယ်နော်အဲ့တော့ပြဿနာတွေကတော့ကစားတွေညံနေတယ်ဆိုလင်းမြန်းရက်ကဓာတ်ပုံပေါ်မှာအနီရောက်ရက်ကလေးစိုက်ထားပြီးလိုက်ပြဿနာကြီးကြီးမားမားမတက်တော့ဘူးမွေးနဲ့အနောက်တွေမှာလှူပေးလိုက်နော်ပြန်အဆင်ပြေလိမ့်မယ်အေးချမ်းလာလိမ့်မယ် နော်အဆင်မပြေဖြစ်နေတဲ့အပြင်ပြေလည်းပြီးငင်းချမ်းလာလိမ့်မယ်နော်ထိုနည်းတူပဲချစ်သူဆောင်တဲ့အနေနဲ့အခြေအဆင်ပြေခြင်းနဲ့အေးချမ်းခြင်းနဲ့နော်အဆက်အသွယ်ပြနေတဲ့အပြင်ပြန်ရခြင်းနဲ့ဆန်းပွင့်ခြင်းနဲ့ခြေကန်ကောင်းခြင်းနဲ့ဆိုအနီရောက်ရက်ကလေးဆောင်ပြီးတော့ကိုပြောခြင်းနဲ့စကားတွေပြောပေးနော်အနီရောက်ရက်ကလေးတွေလူပေးသူ့ရဲ့မွေးနေတော့ကိုယ့်ရဲ့မွေးနေတော့မှလူပေးနော်နောက်ပြီးတော့မိမိတို့အနေနဲ့ပေါ့နော်အထိုက်ခိုက်နေများနေမကြမကြပြဿနာတွေဖြစ်နေတဲ့အဆက်အသွယ်ပြနေတာပြန်ရခြင်းနဲ့ဆိုချစ်သူနူရဲ့ဓာတ်ပုံပေါ်မှာအနီရောက်ရက်ကလေးတွေစိုက်ထားပေးလိုက်မကြခင်ပြန်ပြီးဆက်သွယ်ရလိမ့်မယ်နော်ဒါကတော့ဒီဒလာတော့လက်ကီးအဆောင်လေးပေါ့လက်ကီးရဲ့တရားလေးကတော့ဒါအုံယုတ်တဲ့ပွဲရ င်းလေးကြံတက်ခွဲငှက်လုံးငှက်စာကြွပြီးလိုရာဆူတောင်းပေးရမှာဖြစ်ပါတယ်ဒီတလာလုံးအတွက် lucky ကနန်းလေးရဲ့အတော့နှစ်ကနန်းတစ်ကနန်းခွန်ကနန်းနှစ်တစ်ခွန်အချိုးပေး lucky ကနန်းလေးတွေဖြစ်ပါတယ်အချိုးပေး lucky ကာလာလေးတွေကတော့ အစိမ့်ပွင့်အစိမ့်ရောင်ဝါပွင့်ဝါရောင်ပေါ့နော်ကာလာရင်းရင်အရောင်လေးတွေအချိုးပေးပါတယ်ဒီကာလာလေးတွေကိုရေးချီသောလုပ်ငန်းကိစ္စရေးချီသောအကြောင်းအရာခီးစင်တွေရေးချီသောကိစ္စဝါဝါပြုလို့ပြောဆိုရမှာဝစ်စင်သုံးပြုခြင်းဖြင့်ကန်စရာပွင့်လန်းစေပါလိမ့်မယ်နော်ဒါတော့အင်္ဂါသားသမီးတွေရဲ့ဒီတလာတော့တယ်လက်ကိအဆောင်ရေဒီယာနဲ့ကာလာလေးတွေကိုပြက်ပြက်ပေးသွားတာပါဒီဆောင်လေးတွေဒီကာလာလေးတွေဝစ်စင်သုံးပြုခြင်းဖြင့်ကန်ကားမှုတွေအရာယူပေးပါယနေ့မှစအင်္ဂါသားသမီးတိုင်းဆက်ဆက်ရအဆင်ပြေမှုရှိကြပါစေလုပ်ငန်းစီးပွားတိုးတက်ပါစေအသက်ရှူတိုင်းလည်းဝင်ငွေတွေတိုးကြပါစေယောဂါပေးအန်အေဘေးတွေကင်ဝေးပြီးစိတ်ကြီးချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်း နဲ့ပြည့်စုံနိုင်ကြပါစေလို့ဆ iam မကနေဆုတောင်းမြတ်တာပို့သလိုက်ပါတယ်ရှင်။